โอเคโจလေးကိုပုတ်ပုတ်ပြီးတော့သချင်းဆိုရှင်နဲ့ညီကိုတွေကနောက်ထပ်သချင်းတစ်ပုတ်ထပ်လေ့ကျင့်မယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဗန်နီပြိုးရဲ့အုံမာလီစာပေါ့နော်အော်ကြာပြီအသချင်းလေးကကြာခဲ့ပြီဆိုတော့အော်မကြဘူးသေးရင်နော် YouTube မှာသွားနောက်ဆောင်ကြည့်ပေါ့နော်အဲ့တော့ဒီသချင်းမှာကျွန်တော်တို့သူကဆိုထားတာကဘီကြီးနဲ့ဆိုထားတာဘီကြီးနဲ့ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီလိုကြီးတွေကင်ပြီးတော့ကျွန်တော်တို့ကျိုးပုတ်တဲ့ခါကျရင်အဆင်မပြေဘူးပေါ့မပြေတဲ့ခါကျတော့ကျွန်တော်တို့ဂျီနဲ့ပဲတီးမယ်အဂျီနဲ့တီးမှဖြစ်တဲ့အတွက်ကေဘိုကို4 frame မှာညှပ် ဟိုမှာ G ကနေ G ရှက်ဗျာ G ရှက်ပြီးတော့ A A ပြီးတော့ A ရှက် A ရှက်ပြီးတော့ B အဲ့တော့ B ကိုရောက်ဖို့အတွက်၄ပေါ့နော်၄ခွက်အဲ့တော့ကျွန်တော် full frame မှာညံမယ်ညက်ပြီးတာနဲ့သူကပါဝင်တဲ့ခေါ်တွေကတော့ G D E minor C ဒီမှာတတိထားမှာကျွန်တော်မီးရင်ရှင်မှာလိုမျိုးဘာဖြစ်မတီးရဘူးအာသူက hyper ဖြစ်တယ်ပေါ့ hyper hyper ဖြစ်တဲ့အတွက် G နဲ့ D နဲ့ပေါင်းမှတဘာပြည့်မယ်။ E minor နဲ့ C နဲ့ပေါင်းမှတဘာပြည့်မယ်ပေါ့နော်။ အဲ့တော့လက်ခတ်ပုံမှာကတော့ကျွန်တော်ပထမပြထားတဲ့အတိုင်းပဲအဲပထမဆုံးအစမှာတော့6ကျိုးကိုကုတ်လိုက်မယ်ကျန်တဲ့ဟာ၄ကုန်လုံးကအောက်3ကျိုးသလုံးနော်ဒီ3ကြိုးကိုကျွန်တော်တို့လက်ညိုလက်ကလက်လက်တွေတုံးပြီးတော့ကုတ်လိုက်မယ်ပြန်ကုတ်မယ်နော်ဒီတန်လေးပြီးရင်အပေါ်3ကြိုးကိုဆိုင်မယ်အဲ့တန်လေးပဲနော်ဆိုင်မှာကလက်မနဲ့ရိုက်မယ်ပြီးရင်အောက်3ကြိုးသလုံးပြန်ကုတ်မယ်နော်အဲ့ဒါပဲနော်ဒါပဲနော် နောက်ချက်ကနောက်ချက်တွေကြတော့ဒီ6ကျိုးကိုကုတ်ဆရာမလို့တော့ဘူးဘာပဲလဲဆိုတော့ကုတ်မယ်ဂျိုင်းမယ်ကုတ်မယ်နော်အဲ့ဒါအဲ့တော့ကျွန်တော်တို့တချင်းကဘယ်လိုဆိုမလဲဆိုတော့ G နဲ့ D နဲ့ပေါင်းမှ၄ချက်ပြည့်အောင်ရိုက်မှာဖြစ်တယ်ဗောနော်ကျွန်တော်ရွေးရွေးမမူချရဲတော့မလေး लेता हूँ ना